အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကနေတဆင်ပလောဝါနဲ့ရခိုင်ကိုကုန်စည်တင်သွင်းနေတဲ့အထက်ကကုန်သွယ်ရေးလမ်းကြောင်းတွေကတခုဖြစ်တဲ့ရှင်းလဝနဲ့ရွှေလဝလမ်းကြောင်းဟာမိုးရာသီမှာသွာလာရခက်ခဲပြီးအနေရများတာကြောင့်အာရခတ်တတော်အနေနဲ့အမြန်ဆုံးပြုပြင်ပေးဖို့ရခိုင်ကုန်သွယ်တွေကတောင်းဆိုလိုက်ပါတယ်။ကိခိုင်သတင်းပေးပို့ထားတာပါရှင်။ အာရခတက်တော် AA ထိန်းချုပ်ထားတဲ့ဒေသတစ်ခုဖြစ်တဲ့ချင်းပြင်းနယ်ပလဲဝော်မြို့နယ်ကရှင်လဲဝော်နဲ့ရွှေလဲဝော်နေဆက်ကုံသွေးရဲ့လမ်းကြောင်းဟာတောင်ပေါ်လမ်းဖြစ်တာကြောင့်ဆောင်းရသည်နဲ့နွေရသည်မှာတောလာရအဆင်ပြေပေမယ့်မိုးရသည်မှာတောလာရခက်ခဲကြံနေတယ်လို့ဒေသခံတွေနဲ့ကုံသွေးတွေစီကသိရပါတယ်။ပြီးခဲ့တဲ့မေလပထမပတ်ကလေးကမိုးတွေလျော့သွန်းထားတာကြောင့်ရှင်လဲဝော်နဲ့ရွှေလဲဝော်ကိုဆက်သွေးထားတဲ့မြေသားလမ်းပြတ်စီးနေပြီးအရည်များတဲ့အခြေအနေမှာရှိနေတယ်လို့ကုံသွေးတွေနဲ့ကားသမားတွေကပြောပါတယ်။ ဒီကျွန်တော်တို့တဲ့ဒီတောင်ပေါ်လင်းကားတအားချင်းတဲ့အဆင်မပြေဘောเนาะအခုမိုးရသည်ဆိုရင်တော့ပိုဆိုးတော့ဘောဒီကားကားလေးတစ်စီးပဲတော်လို့ရတယ်တောင်ပေါ်ကကြားရည်ကဒီဒါတာမရှိတော့လက်ပေါ်ပဲတင်နေတယ်အောက်မကြတော့ဒီဘွေးတွေတအားထိုက်ပြီးတော့ကားကားလျှော်ပြီးတော့ကြောက်ကိုပြုတ်ကြတဲ့ကားကြီးရှိတယ်မိုးရသည်ကြတော့လင်းကားလေးနေနေချောတယ်ကားကားလေးချောင်လို့မရဘူးဘေးကိုချောင်ရင်ဘာဖြစ်မလဲဆိုတော့ကြောက်ထိကိုကြားမှာမြေကနေနေနုံနေတယ်လေမိုးရထားတော့လေစားစီရိုက်နေဒီလက်မှာကြောက်ရတဲ့အချိန်ရဲ့ ကာသမားကလည်းမကောင်းလို့ပဲဆက်ကိုတောင်းတာရဲ့ပြီးတော့ဒီကာမတဲနိုင်လို့ကျွန်တော်ဘယ်ဖို့ခေါ်ပြီးတော့ကျွန်တော်ဆွေးရတာတွေပါရှိတယ်ဒီဇေယိတ်တွေအများကြီးထောင်းလာတော့ဘောနော်ကာသမားတွေဆိုရင်လည်းအဆင်မပြေဘူးတက်ခေတာဘောနော်လည်းမကောင်းတဲ့အကျိုးဘောနော် ရှင်လဲဝတ်နဲ့ရွှေလဲဝတ်ကိုဆက်သွဲထားတဲ့အဲ့ဒီလဲဟာအိန္ဒိယရခိုင်နေဆက်ကုံသွေးရဲအတွက်အလွန်အရေးပါပြီးကိုစီရဲကူတန်းတော်လာရင်မှအဓိကအရေးပါတဲ့လမ်းဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီကုံသွေးရဲလမ်းကြောင်းဟာရခိုင်ကကုံသွေးတဲ့အတွက်ကိုစီတွေကိုအမြန်ဆုံးပို့ဆောင်ပေးနိုင်တဲ့လမ်းစိတ်တက်တာပြီးအဆင်အပြေဆုံးလမ်းကြောင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာကုံသွေးတဲ့အနေနဲ့လမ်းပန်းဆက်သွဲရဲအဆင်မပြေတဲ့အတွက်နောက်နေကြန့်ကြာတာတွေတည်ယူစရိတ်တွေကိုဈေးကြီးပေးနေရတယ်လို့ဆိုပါတယ်။ဒါကြောင့်အရခတက်တော်အနေနဲ့နေဆက်ကုံစီစီစီ င်မှုအတွက်အဓိကအရေးပါတဲ့အဲ့ဒီလမ်းကိုအမြန်ဆုံးပြုပြင်ပေးစေလိုတယ်လို့ရခိုင်ကကုန်သေးတွေကတောင်းဆိုနေကြပါတယ်။ချီလဝါနဲ့ချင်းလဝါလမ်းကြောင်းကိုကုန်ကားတွေသွားလို့ရတဲ့အနေအထားမျိုးကိုကျွန်တော်တို့ဖြည့်ဆည်းခြင်းနဲ့လမ်းတွေကိုပြုပြင်ပေးစေခြင်းနဲ့ပေါ့နော်။အဓိကပြောချင်တာကကျွန်တော်တို့အိုင်လန်ကြောင်းကိုလုံးဝအဆင်ပြေပြေသွားလို့ရအောင်အာရကတက်တော့အနေနဲ့ရောတစ်ဖက်မှာကျွန်တော်တို့ဒီမီဆိုရိုင်ပီနယ်ရဲ့သက်ဆိုင်ရာ ကျွန်တော်တောင်ရှိသူတွေနဲ့တော့အာရကတက်တော့ဒီနေ့ဟိုဆွေးနွေးညှိနှိုင်းပြီးတော့ island ချောင်းကိုကျွန်တော်ရာသီမီးသွားလို့ရတဲ့အနေအထားမျိုးကျွန်တော်လုပ်ပေးစီခြင်းပါသစ္စာရအကွန်နေကောက်ကောက်ခံတဲ့အတွက်ကြောင့်မို့ကျွန်တော်တပတ်အဆင်ပြေအောင်ကျွန်တော်ကုန်းတွေရောကွာသမားတွေရောစစသည်ပြမကျွန်တော်ရခိုင်ပြည်သူလူတွေရောအဆင်ပြေအောင်လုပ်ပေးစီခြင်းပါလေခင်ဗျာအကွန်နေပါလေကောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တပတ်မှာဒီတချို့အပိုင်းတွေကကျွန်တော်တောင်ဝင်ပါမယ့်အပိုင်းတွေရှိတယ်ပေါ့နော်ဆိုအရာတွေကိုကျွန်တော်တို့ကဟိုလက်နေမရှိဘဲနဲ့ကျွန်တော်တို့ကိုယ့်ရဲ့တာဝန်ယူမှုတာဝန်ခံမှုအရာလုပ်ပေးစီခြင်းတယ်ပေါ့ဗျာ ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေစတင်ဖြစ်ပေါ်တဲ့2023ခုနှစ်ကတည်းကစစ်ကောင်စီကရခိုင်ပြည်နယ်ကိုကုန်စည်စီးဆင်းခွင့်ကိုပိတ်ပင်လိုက်တာပါ။ဒါကြောင့်ပလက်ဝါအပါအဝင်ရခိုင်ကမြို့နယ်ဆင်ငါမြို့နယ်ကိုအရခတက်တော်ကတင်ပိုက်ရရှိပြီးတဲ့နောက်လိုအပ်တဲ့အခြေခံစာတောက်ကုန်စေဝါနဲ့အဆက်သုံးစီတွေကိုအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေအဓိကအားထားနေကြရတာလည်းဖြစ်ပါတယ်။ကျွန်မကကီခိုင်ပါ။